ရှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တုတ်တက်ကြီးပွားမှာလဲမြတ်စွာဘုရားတုတ်တက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားလုံလဝရိယကြီးကြီးနဲ့ကြိုးစားရမယ်လို့ပဲတိုက်တွန်းတယ်တချို့သောပြင်းရတဲ့ဗုဒ္ဓဘာသာဝင်တွေဟာကိုယ်အလုံးမလုံးချင်တာပြင်းတာကိုတန်တုတ်တီရောင်ရဲတယ်ဆိုတာနဲ့လွဲမှားပြီးတော့လွယ်လွယ်မှားမှားဂုံယူနေတာတွေတောင်ရှိတယ် ဟုတ်ရဲ့လားဒါကြောင့်ဒီတန်တုဋ္ဌိဆိုတဲ့တရားလေးကိုတကယ်တိတိကျကျသဘောပေါက်ဖို့လိုတယ်ဗျရှိတာနဲ့ရောင်ရဲတာ မဟုတ်ဘူးရတာနဲ့ရောင်ရဲတာရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကိုယ်မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ကိုယ့်ရဲ့ကံကိုယ့်ရဲ့ညာကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကိုကိုရထားတာ တရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရလားကိုကတရားတန်ကံရှိတယ်တရားတန်ဉာဏ်ရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင် တရားရမှာပေါ့တရားဓမ္မရဲ့အရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့တထောင်ရခြင်းနဲ့ဆိုရင်ပေးသက်ရင်ပါတယ်900လောက်အဲ့ဒါလောဘဖြစ်နေပြီဟုတ်ရလား ဒါကြောင့်တထောင်တန်ရကျင်တယ်ဆိုရင်တထောင်တန်အရင်ဒီစိုက်ထုတ်လေတထောင်တန်နဲ့တန်နဲ့ကံဖြစ်အောင်လုပ်တထောင်တန်နဲ့တန်နဲ့ဉာဏ်ရှိအောင်လုပ်တထောင်တန်နဲ့တန်နဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုရတာနဲ့ကျင်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အတိပဲကဟုတ်ရလားအဲ့ဒီတော့ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ဟိုလောက်ကြီးရကျင်တယ်ဆိုတော့ကိုရမှာတဲ့လားမရပါဘူးဗျကိုနဲ့တန်တာပဲကိုရမှာ ကိုအကြောင်းရှိတဲ့လောက်ပဲကိုရမယ်အကြောင်းဆိုတာက အတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိဟုတ်ရလားအတိတ်အကြောင်းတစ်ခုတည်းသာအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီပွားရေးတိတ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကူကညံ့တာကိုသိကြတယ်အဲ့ဒီလူပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလဝကတုတ်တံကိုလေးလာကြည့်စေခြင်းတယ်နော် အဲ့ဒီမှာမြတ်စွာဘုရားပြည့်စုံဥစ္စာပြည့်စုံခြင်းလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်ကိုလှုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရဲ့လို့သဘောထားရမယ်ကိုလှုပ်တဲ့အလုပ်ကိုတကယ်လုံးလဆိုင်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်ပေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်တခါကြီးမိုင်းမြတ်အတိတ်ကမလို့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပြည့်စုံဥစ္စာရှာဖွေတဲ့နေရာမှာပြစ္ဆုတ်ပံလေလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင်တယ် ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ပုပ္ပေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောဒီပေတကြီးကြားဖို့လောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်အေးဒါကြောင့်ကိုရတာနဲ့ကျင့်တဲ့ဆိုတာရတာနဲ့ကျင့်နဲ့ရမယ်ရတာနဲ့မကျင့်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရချင်တဲ့လောက်ရသလား ကိုရတာနဲ့တန်တဲ့လောက်ပဲတနည်းအားဖြင့်အကြောင်းရှိတဲ့လောက်ပဲရမှာလားအကြောင်းရှိတဲ့လောက်ပဲရမှာဗျာဟုတ်လားအေးရကျင်တာတော့အများကြီးပေါ့ဗျာဟုတ်လားရကျင်တာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရဟုတ်လားအဲ့ဒီမှာရတာနဲ့ကျင်နေရဒီတော့ဒကာကြီးဒီမကြီးတို့ဦးဇင်းတို့တွေတတ္တဝါတွေဟာများသောအားဖြင့်တန်တုဋ္ဌီရဲ့အရာတာကိုမခံစားကြရတာကများတယ် မရောရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှိကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုယ်မှာရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ကအင်မတန်ပြောခြင်းတခါတော့မှတို့ဥစဉ်တို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်လှယုံတော့ဝင့်ရတယ်မဟုတ်လားမိုးလုံလေလုံရောနေရတယ်မဟုတ်လား ကျမ်းမာရေကောကောင်းလားအော်ဟဲ့ညင်းညူနေရတော့အခြေအနေမဆိုးဘူးမို့လားဒါနပြုကျင်တယ်ဆိုရင်ကိုယ်နဲ့တဏ္ဍာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ကျင်တယ်ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ်အတိညာဏ်လေးမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဘိုးလုံးလေးလုံးနေရတယ်ဗျာကျမ်းမာရေကောင်းတယ်ဗျာမသေးသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်တယ်ဗျာကိုယ်တာလုပ်ချင်တယ်ဆိုရင်အကုန်လုပ်လို့ရတယ်ဗျာ မကောင်းဘူးလားမကောင်းပါဘူးကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကို မေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုထီကရှိမှမရှိပဲကို ဟုတ်လားအဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုကိုကိုပြန်စဉ်းစားကြည့်စမ်းပါငါကျမ်းမာရေကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်စဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ကျမ်းမာရေကောင်းတာဟာလေးကိုဘယ်အချိန်ကျမှတန်ဖိုးထားလဲဆိုရင် ရှေးယုံရှေးကန်းရောက်မှတံပိုးထတာဟင်ဒကမကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျရင်တော့တိတ်ကျမ်းပါရှင်ပြီတချိန်တုန်းကကျမ်းပါခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုကျမ်းပါနေပါတယ်ဒါလေးကိုတံပိုးထပြီးတော့ပျော်လိုက်ရှမ်းပါဟုတ်လားကဲအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုတ်ခွင့်ရှိတယ်ရှင်သန်းနေတယ်စိတ်ဓာခွန်အားတွေကကာယခွန်အားတွေကပြည့်စုံလို့ဉာဏ်နေနဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆုလို့ရှိရင်မိုးထီအောင်ကောင်းလို့ရတယ်ဟင် အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာပိဿယစဉ်းစားတဲ့လေလို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်စရာကောင်းတယ်မကျေနပ်တဲ့မို့လားဒါပေမဲ့လူတွေဟာအဲ့ဒီလိုကျေနပ်မှုကိုဘယ်ချိန်ကျမှယူမှာလဲလို့မေးရင်တေဂာနီးကျမှယူမယ်ထင်တာပဲတေရတော့မယ်ထင်တော့မှတဏှာကြီးလောက်ပဲပူနေရနေရတရက်လောက်ပဲနေရနေရဆွဲဆန့်ကျင်တယ်ဗျာ ဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျင့်နိုင်ရမယ်